โอเคကျွန်တော်မြန်မာနိုင်ငံအကြောင်းကိုအချင်းချုပ်လေးတီးချင်ပါတယ်ပြောပြလို့ရမလားဟုတ်ကဲ့မြန်မာနိုင်ငံကအရှိတောင်အာရမှာရှိတဲ့နိုင်ငံတစ်ခုပါသူ့ရဲ့မြို့တော်ကနေပြည်တော်ပါမြန်မာနိုင်ငံမှာလူမျိုးပေါင်း100ကျော်လောက်ရှိနေကြပြီးဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပါတယ်။တဘာဝအရန်ဆန်းကျက်ပြီးမြန်မာဘာသာစကားနဲ့မေးရင်မြန်မာဘာသာစကားနဲ့ပြင်ဖြေပေးတဲ့ AI အားလုံးလေးမင်္ဂလာပါမဆရာဆောင် YouTube Channel နဲ့ Facebook Page နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတွေမေးချင်တဲ့အကြောင်းအရာတွေကိုမြန်မာပါတာစကားနဲ့မေးလိုက်လို့ရှိရင်မြန်မာပါတာစကားနဲ့ပြန်ဖြေပေးတဲ့ AI မော်ဒယ်ပါရှင်အတိအတုံးပြတဲ့နည်းလမ်းကို PPTO ထဲမှာမိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ထွက်လာတဲ့ AI တွေထဲမှာအခုထွက်လာတဲ့ဒီ AI Passion Solution အရန်ကိုမိုက်ပါတယ်။ခုနကကျွန်တော်ပြောလို့ပဲကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့မြန်မာပါတာစကားနဲ့တွားပြီးတော့မေးပဲကျွန်တော်တို့မြန်မာစာနဲ့ ရေးပြီးတော့သူ့ကိုအတန်ဖိုင်အော်ဒီယိုဖိုင်အဖြစ်ထုတ်ခိုင်းလို့ရတယ်တော်တော်လေးကိုကောင်းပါတယ်မတိသေးတဲ့မိတ်ဆွေများအနေနဲ့စိတ်ဝင်စားနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုအသုံးပြုလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့စာကြည့်လိုက်ရအောင်ဖုန်းနဲ့ပဲပြပေးမှဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်စလိုက်ရအောင်နော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းတိုင်းမှာကျွန်တော်တို့ Google Chrome ရှိတယ်ပေါ့နော်။ Chrome browser လေးထည့်ဖို့ကျွန်တော်တို့ဝင်သွားလိုက်ပါ။ဒီမှာပေါ့နော်။ Chrome browser လေးထည့်ဖို့ဝင်သွားလိုက်ပါမယ်။ ကဲ Chrome browser ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ zest ဘာမှတစ်ချက်ထောက်လိုက်ပါပြီးတော့တော့ကျွန်တော်တို့ ai studio.google.com ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါ okay ai studio.google.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ပုံနာလေးက 2.5 Pro ဒီနေရာမှာတစ်ချက်ထောက်ကြည့်လိုက်ပါဒီနေရာမှာကဒီ AI model ရဲ့ version ကကျွန်တော်2.5 Pro ဖြစ်နေရမှာဖြစ်ပါတယ်ဗောနော်2.5 Flash တာလေးဖြစ်နေဖို့လေလိုပါတယ်ဒီအပေါ်ကဟာနဲ့အောက်ကဟာနှစ်ခုပြန်ပဲတုံတုံရပါတယ်ဒါပေမဲ့အောက်က2.5 Flash ကကျွန်တော်သူကမြန်မာလူတိတ်ပြီးတော့ဟောပြောတာတိတ်ပြီးတော့မတွက်ဘူးဗောနော်ပူပြီးတော့တွက်တာကတော့အပေါ်က2.5 Pro ဒါလေးကိုပူပြီးတော့အဆင်ပြေတယ်ဒါလေးကိုဒီနေရာမှာရွေးထားပေးလိုက်ပါ ဲပြီးတော့တော့ကျွန်တော်တို့ခုနကပြောလို့ပဲကျွန်တော်မြန်မာစကားလူမဲပြီးတော့မြန်မာစကားနဲ့ဖြေခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေးနေရကိုရွေးရမယ်ဆိုရင်ကျွန်တော်တို့ဒီအောက်နာလေးမှာတစ်ချက်ဆွဲကြည့်လိုက်ပါတော့ပြီးရင်ဒီနေရာမှာ live audio 2 audio ဆိုတဲ့နေရာမှာကိုဒီမှာ new လို့ရေးထားတော့ဒီနေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီလိုနှိပ်လိုက်ရင်ကိုကျွန်တော်တို့အပေါ်နာလေးကဒီ talk ဆိုတဲ့နေရာမှာနှိပ်ပြီးတော့မှာ ကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတွေမေးချင်တဲ့အကြောင်းအရာတွေကိုမြန်မာလိုမေးလို့ရပြီဖြစ်ပါတယ်မြန်မာလိုမေးလိုက်လို့ရှိရင်ဒီ AI ကနေပြီးတော့ကျွန်တော်တို့မြန်မာလိုပြန်ဖြည့်ပေးမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ top နေရာမှာနေပြီးတော့မှမြန်မာလိုမေးကြည့်လိုက်ရအောင်နော်မြန်မာလိုနားလေပါသလားဟုတ်ကဲ့ပါကျွန်တော်မြန်မာစကားကိုနားလေပါတယ်ဘာကူညီအောင်ပါလဲခင်ဗျာ โอเคကျွန်တော်မြန်မာနိုင်ငံအကြောင်းကိုအချင်းချုပ်လေးတီးချင်ပါတယ်ပြောပြလို့ရမလားဟုတ်ကဲ့မြန်မာနိုင်ငံကအရှိတောင်အားရမှာရှိတဲ့နိုင်ငံတစ်ခုပါ သူ့ရဲ့မြို့တော်ကနေပြည်တော်ပါမြန်မာနိုင်ငံမှာလူမျိုးပေါင်းတရာကျော်လောက်ရှိနေကြပြီးဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပါတယ်။တဘာဝအရန်ဆန်းကျက်ပြီးရှေးဟောင်းအောင်မွေနဲ့တို့လည်းအများကြီးရှိပါတယ်။ စီပါရဲ့ရတော့စိုက်ပျိုးရဲနဲ့တရားစတာအပေါ်မှာအဓိကမိခိုးနေရပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုလူဖြေချပေးတဲ့အတွက်တခြားအကြောင်းအရာတွေပါမေးလို့ရမလား။ရပါတယ်ခင်ဗျာ။တခြားပါသိချင်တာရှိသေးလဲခင်ဗျာ။မေးလို့ရပါတယ်ခင်ဗျာ။ဝမ်းသာပါတယ်ခင်ဗျာ။ AI ကအနာဂတ်မှာလူသားတွေကိုဘယ်လောက်ထိအကျိုးပြုပေးနိုင်မလဲ AI ကအနာဂတ်မှာလူသားတွေတဲ့အများကြီးအကျိုးပြုနိုင်ပါတယ်ဥပမာအဖြစ် စေဘဆိုင်ရာပညာရေးစီးပွားရေးနဲ့ဆက်မှုလက်မှုနယ်ပယ်လေးမှာ လူတွေရဲ့လုပ်ငန်းဆောင်တာတွေကိုပုံမလွယ်ကွန်မြန်ဆန်အောင်လှုပ်ဆောင်ပေးနေပါတယ်။ဒါပြင်နေစဉ်ဘဝမှာလည်းလူတွေကိုပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးပြီးဘဝတွေကိုပုံမကောင်းမွန်အောင်မြင့်တင်ပေးနေပါတယ်။ AI ကိုလူသားတွေထိန်းချုပ်လို့မရပဲဖြစ်သွားနိုင်တာ။ AI နဲ့ပညာတိုးတက်လာတာနဲ့အမျှထိန်းချုပ်မှုနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေရှိနေပါတယ်။ဒါပေမဲ့လက်ရှိမှာ လူသားတွေက AI ကိုထိန်းချုပ်ဖို့စ조사နေကြပြီးဘေးအန္တရာယ်မရှိအောင်စီမံစည်းကမ်းတွေချမှတ်နေကြပါတယ်။အနာဂတ်မှာလည်း AI ကိုလူသားတွေထိန်းချုပ်နိုင်အောင်စ조사သွားမှာပါ။ AI ရဲ့အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်။ဥပမာအဖြစ်လူတွေရဲ့လုပ်ငန်းဆောင်တာတွေကိုပိုမိုလွယ်ကူမြန်ဆန်းစေပါလိမ့်။ရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ကူညီပေးနိုင်ပါတယ်။အသက်အဆန်းတွေကိုဖန်တီးနိုင်ဖို့ က်ကိုပြုပါတယ်။လူသားတွေရဲ့ဘဝတွေကိုပုံမကောင်းမအောင်မြင့်တင်ပေးနိုင်ပါတယ်။ဒါတွေက AI နဲ့အဓိကအကျိုးကျေးဇူးတွေပါ။တခြားထင်းချို့သုံးပြမယ်ဆိုရင်လူသားတွေကအရန်အကျိုးရှိမှာပါ။ကျေးဇူးတင်ပါတယ်။အခုလူဖြေကြားပေးတဲ့အတွက်။ဟုတ်တာပါလေခမညာ။ကျွန်တော်ကိုမင်းများပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်အပါအကူညီလိုရရင်အချိန်မရွေးပြောနိုင်ပါတယ်ခမညာ။ okay အခုမိတ်ဆွေတို့ကြားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကဒီကိုကေ AI ကို ိချင်တဲ့အကြောင်းအရာတွေကုမေးချင်တဲ့အကြောင်းအရာတွေမြန်မာစကားနဲ့ပြောပြီးမေးတယ်သူကမြန်မာစကားနဲ့ပဲပြင်ဖြစ်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သူပြောတဲ့ဒီအတန်ကိုမချိုက်ဘူးပေါ့နော်ကျွန်တော်တို့အတန်ကိုပြောင်းချင်တဲ့မိန်းကလေးတန်လာယောက်ျားတန်လာကျွန်တော်တို့ပြောင်းလို့ရပါတယ်ကျွန်တော်တို့ဘယ်မှာပြောင်းလဲဆိုရှင်အပေါ်နားလေးကဒီစက်တိန်ပုံလေးပေါ့နော်ဒီအိုင်ကွန်လေးထည့်ထည့်နေလိုက်ပါဒီနေရာမှာပေါ့နော် white နေရာမှာထည့်နေလိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့နိုင်မယ်ပြီးတော့ကို စိုက်တဲ့အတိုင်ကိုကျွန်တော်ရွေးလို့ရတယ်ဗောနော်မင်းကလေးတန်လာရောက်ချားလေးတန်လာကျွန်တော်ဒီနေရာမှာနေပြီးတော့မှစိုက်တဲ့အတိုင်ကိုကျွန်တော်ရွေးပြီးတော့ပြောခိုင်းလို့ရတယ်ကဲပြီးတော့တော့ကျွန်တော်ဒီအောက်နားလေးမှာကိုမေးတဲ့အကြောင်းအရာတွေကိုကိုကေဆက်နဲ့ပါတခါလေးတွဲပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းကိုကေဆက်ကိုကျွန်တော်ဖွင့်ထားပေးလို့ရတယ်ဗောနော်ဒီနေရာမှာโอเคဒါတော့ကျွန်တော်ကိုကေ AI ရဲ့အခုနောက်ဆုံးထွက်လာတဲ့ AI ဘာရှင်အတိတ်မှာကျွန်တော်မြန်မာပါတာစကားနဲ့မေးပြီးတော့မြန်မာပါတာစကားနဲ့ပဲပြင်ဖြေခိုင်းတဲ့အသုံးပြုပုံအသုံးပြုနည်းလေးပဲဖြစ်ပါတယ်ဗောနော်မသိရတဲ့မိတ်ဆွေများအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ဖြေနောက်တနည်းအားကျွန်တော်မြန်မာစာတားနေပြီးတော့အတန်ဖိုင်ဗောနော်အော်ဒီယိုအဖြစ်ပြောင်းပေးအောင်လုပ်တဲ့နည်းလမ်းကိုပြင်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်တို့မြန်မာစာတားနေပြီးတော့အတန်ဖိုင်အော်ဒီယိုဖိုင်ဖြစ်ကျွန်တော်ပြောင်းမယ်ဆိုရင်အပေါ်နားလေးကဒီမီနျူလေးဟိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคပြီးတော့ကျွန်တော်တို့အောင်သားလေးက sorry ဒီအပေါ်သားလေးကအချက်နေရာမှာတစ်ချက်နေပေါ့เนาะချက်နေရာမှာတစ်ချက်နေလိုက်မယ် native speech generation ဆိုတဲ့နေရာလေးမှာတစ်ချက်နေမယ်ပေါ့เนาะဒီမှာဒီမှာโอเคโอเคဒီလိုလေးပို့လာရင်ကျွန်တော်တို့ဒီမှာ speaker 1 speaker 2ဆိုပြီးတော့ကျွန်တော်တို့အမေဖြေပုံစံမျိုးပေါ့เนาะဥမာ speaker 1မှာကျွန်တော်အမေလေးလူ speaker 2မှာကျွန်တော်ဖြေလေးလူစရိဖြစ်ကျွန်တော်တို့စာရေးပြီးတော့အတန်ဖိုင်ဖြစ်ပြောင်းလို့ရတယ်ပေါ့เนาะ ီမှာ speaker 1မှာဒီနေရာမှာစာရေးမယ်။ on speaker 2ဆိုလို့ရှိရင်ဒီ speaker 2မှာပါတဲ့အောက်မှာစာရေးမယ်။ပြီးတော့တော့ကျွန်တော်တို့ဒီများလေးကိုနေလိုက်လို့ရှိရင်ဒီစာတားကနေပြီးတော့အတန်ဖိုင်ကိုပြောင်းသွားမှာဖြစ်ပါတယ်။အဲ့ဒီအတန်ဖိုင်ကိုလည်းကျွန်တော်တို့ download ဆွဲယူလို့ရတယ်ပေါ့နော်။ Okay ဒီစာတားကနေပြီးတော့အတန်ဖိုင်ကိုပြောင်းတဲ့နည်းကိုကျွန်တော်ကျွန်တော်အသေးစိတ်တော့မပြောပြတော့ပေါ့နော်။ Mixi တို့ကိုပါကိုချီပြီးတော့လှုပ်ကြည့်ပါတော့ဗီဒီယိုကလည်းအရင်ရှေ့သွားမှဆိုးတဲ့အတွက်ကြောင့်မလို့ဒီလောက်နေပဲကျွန်တော်ရက်တန်လိုက်ပါတော့မယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share comment များရေးပေးတော်နိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ